ကျွန်တော်ရဲ့မေတ္တာရဝင်တိဆောက်ခြင်းဖတ်ကြားတင်ဆက်နေတဲ့ဘွေယိုလေးတွေကိုမိษွေတို့ရဲ့အားလချိန်တွေမှာမိษွေတို့ရဲ့အိယာဝင်ချိန်တွေမှာနားဆင်တွေးကြံရှုမြင်ရင်ကျွန်တော်ရဲ့မေတ္တာရဝင်လေးကိုခិតတနားကိုလဲပါလို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးမင်္ဂလာပါနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတော် နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတသဘာဝတိပဏိကျံကိစ္ဆေနမေအဓိကတံဟလန္ဒာနိပကာတိတုံရာဂဒေါသပရိတိဟိနာယံဓမောတုသမ္ဗုဒ္ဓောမေမယံငါဖရာတိကိစ္ဆေနာ တင်ချီလေးတဲ့ပသိကစဉ်ညိုညင်းစွာရှာဖွေမှအဓိကတံရရသောဓမ္မနိဗ္ဗာန်တရားကိုဓာတိယခုအခါပကာတိတုံဘုံသုံးသူအားဟောကြားခြင်းကဟလာမသိလှပြီရာဂဒေါသပရိတိဟိရာဂဒေါသနှိမ့်ဆက်အကုန်သောတတဝါတို့သည်အယံဓမ္မဤသဘောတရားကိုနတဗုဒ္ဓ နာတုတာဟုတော်အလွယ်တကူမသိနိုင်ရာဟုသဗ္ဗညုဒမြတ်စွာဘုရားသည်တဟံပတိဗြဟ္မာကြီးရှောက်လာဤမှာညင်းညူတော်မူသောဂါထာတရိမူပါဤလူပြီွာမဟာဆက်ကဝဲအထွတ်တည်းမဲဖြစ်တော်မူလျင်လေကျွန်းလေးရ၌လှက်ပတ်နေသော စကြအမင်းတို့တန်ထွာဓမ္မရာကဲ့သို့ ထို့သူပမာဤသာသနာတော်ဝယ်လိန်စော်ဖျားကြီးသည်ဝိနည်းအားများတတ္တဝါတို့အားတနာလှစွာသောဂရုတာဖြင့်မြို့ရွာခရိုင်နိုင်ငံဝေးနီးအသီးသီးသို့မကြီးမငွေကြွသွားတော်မူပြီး၍ပစ္စုပန်၌ဖြစ်သောအကျိုးစီးပွားတမလွန်၌ဖြစ်သောအကျိုးစီးပွားဘဗ္ဗုနိဗ္ဗာန်ဤဟူသောပရမတ္ထအကျိုးစီးပွားတို့၌ ဟောကြားညွှန်ပြဆုံးမတော်မူတတ်သောတတ္တိကြောင့်ဒိဋ္ဌာရမိကတံပရာဟိကမဂ္ဂဗလာနိဗ္ဗာနတင်္ကရာတိတုပရမတ္ထဓမ္မေတုဝိနေယာနာအာဘုသောစရိတိအာစရိယောဟူသည်နှင့်လျောညီစွာဆရာတော်တခင်ကျေးဇူးရှင်ဖရာသင်ကြားတော်မူသောဩဝါဒဆက် မိန်တော်ချက်ကိုတာမိုနှက်သို့ဥထိတ်ထက်ပန်ရွက်၍ညာသက်ရသမျှသဘာဝကိုပြပါအောင်အသတိကြောင်းကျိုးဟုတ်သည် မဟုတ်သည်ကိုကြာစီနှုံနေစာတွဲမရှိ လင်းစွာတည်သောပညာရှိအပေါင်းသူတော်ကောင်းတို့သည်သဘာဝဓမ္မနီဤစာအုပ်မှာအယုဒ္ဓဌာနတွေ့ရပါလေရွှေဟင်းသာမျက်လုံးကဲ့သို့ ရွှံပြုံးချူတာတက်မြရာတွင် မြင်တော်မူ၍ယူပါစေတည်းအိယာကဂန္ဓကရကောဝိရမှာယုတ်တာယုတ်တာမယုတ်ထွေးရအောင်လေးငါးခေါက်သာမှွင်နှောက်၍တော်မူကြပါဤများလောက်နှင့်မှမပေါညာအံခြောက်ချားလှုပ်ရှား၍သာယူပါတရိမူယံမှာဒိဋ္ဌာဓမ္မိကကထသမ္မာရာဟိကထပရမဖြစ်သောသာသနာတော်မြတ်သည် အာနာတော်ကြီးဝီနီးနဲ့တကွာဝိနည်းရစ္စာတရသဘောနဲ့ဟောတော်မူသောဟောဟာရဒေသနာအချို့သောတုတ်တံမှာပုဂ္ဂလဒိဋ္ဌံသာမှတ်ပါအချို့သောတုတ်တံနဲ့တကွာတတဝါဟုဆံလွာခမြမညာပဲပြသောပရမတ္ထသဘာဝဒေသနာအဘိဓမ္မာကိုဓမ္မဒိဋ္ဌံသာမှတ်ပါဤနှပါတွင်ပုဂ္ဂလဒိဋ္ဌာယီအရာကိုဝိဝတ္တဒီပနီ စာအုပ်ထုတ်ပြပြီးဖြစ်၍ယခုထုတ်သောတဘာဝဒီပနီဤစာအုပ်ကဓမ္မဒိဋ္ဌာအရာကိုသာရေပူရမှပြသည်ဟုမှတ်ပါဤသာလနာခုခာတမယသူငါကစာတာဝန်ခတရားဖြစ်ပွားရန်မှာကေင္ဃာယဝါလူကစုံဏပရာဇိတဝါတထာကတာအနေကာတတဝကေဟိပရိနိဗ္ဗာန်ယိသူအနာတဝါတထာပိစိကဗုဒ္ဓနာ ဣဒ္ဒကာနမဗန္တရံအပဝိထောဩဟာရတိတောလစ္စာတိဝဒကရလတ္တာတိပုဏပုတောဧဝရူပတုတမယံကင်္ဂါယအစီယဝတိမဟိကင်္ဂါယမုနာစသောမြေကြီး90ယ်မြေငယ်900လည်း၌ဝါလူကစုံလံတဲမုံတဲလုံးတွေကိုပရာစစ်တော်ဝါရှုံးစေတော်မူ၍အနေကာ အသင်ချေချေစာခဲရည်လဲလွန်လေမရှိများစွာပြီကုန်သောအနာတဝါကာမတဝစသည့်ဥဒုံအလုံးစုံကင်းကုန်ကြသည်ဖြစ်၍တထာဂတာရှင်တော်ဘုရားသခင်တို့သည်သတာဝကေဟိ24သင်္ချေနှင့်ဥရိ60ဘိုးကြီးတသိန်းတွက်ကိန်းများလဝိနည်းအပေါင်းနှင့်တကားပရိနိဗ္ဗာန်ယင်သူနိုင်ဘူးယူသိမ်းငိမ့်တော်မူကြလေကုန်မည် သဗ္ဗုရိတသူတော်ကောင်သူနာဟိတရားတော်စကားနှုတ်ချူပြားကို နားစည်းစည်းထောင်းကုန်လောဣဒ္ဓာဣယမြတိုင်းစီရှိကုန်သောပိစေကဗုဒ္ဓနာဖရာပိစေကဗုဒ္ဓတာဝကတို့ဤအဘန္တရာအပေါင်းအသင်းအတွင်းသို့အပဝိထောမဝင်နိုင်ပဲရှောင်လွဲဖယ်သွုံ ကုန်စီခဲ့၍ဩဟာရတိဖြစ်ပြမှန်စွာတန်တရာမှာကဘာဤတင့်ငုတ်ကဲ့သို့မပြုတ်နိုင်မကျွတ်နိုင်မြဲခိုင်ပါပြီး ယခုတည်းဒီရာရဲ့ရာဤဟေခန္ဓာငါးပါးဟူသောတဏ္ဍာဤအနောင်ဖွဲ့သည်ဖွဲ့ချီတုံတော်မြဲအောင်ချုပ်ထားအပ်သောယောက်ျားမိန်းမတို့တဝသင်သည်ဒီဆက်စုပ်ဖွဲ့သည်အထုဖြစ်ပြီးတောသင်သည်လစ္စာတိလေဝဒတဏ္ဍာဤနောက်ခေါက်ခေါက်ခါခါတဏ္ဍာမှာရှက်စရာကောင်းစွာတကားဣဓာနိဤသာသနာတော်နေဝင်း ထုံးလင်းလှစွာခုခါ၌လဝမခဏဘုရားပွန်တော်မူသောခဏမဇ္ဈိမဒေသ၌ဖြစ်ရသောခဏတမာဒိဋ္ဌိကိုရသောခဏသက္ခုသောတမချွတ်တဲ့သောခဏကိုရပါလျက်နဲ့စေပမတောတရားကိုလည်းမလိမတိ၍လည်းမကြောက်လာနောက်ကြွကြွရောင်ရောရောနှင့်ပြောင်ချောချောဟံပံအကယ်၍မေ့မေ့လျော့လျော့ပေါ်ပေါ်တန်တန်နေပြန်သည်ဖြစ်ဟံကရာစီ ဘေတော့ဘေခာဘေကဘာမာမပုဏတဖံဧဝရူပံဤသို့သဘောရှိသော သူတမယံအခါကောင်းအခါမြတ်ကြီးကိုလရတာတိရကြည်ဦးမည်နီဤတိဤသို့အတ္တနာမိမိကိုကိုစောတဲ့တဝါဒစိမ့်စိမ့်အောင်မေတဝင်းဝေဆင်ခြင်းအပြစ်တင်ကစောရနာ၍တုံမေတင်တို့သည်ဝိပဒနာယအနိစ္စဒုက္ခအနတ္တဟုသောဝိပဒနာကမ္မထံကို ရုံစကားအာကုန်တွင်၍အလွန်ကြိုးပမ်းကြကုန်လောဟူသောအရာအတဝေက ဖြစ်ပွား၍ဝိပဿနာတရားကိုအာထုတ်စဉ်ရင် အလုတ်ခွင်သို့ဝင်သောသူမှာဥပမာကမြင့်မောတောင်ထိုင်၌အိတ်လိုသောယောက်ျားသည် မြင့်မောတောင်ကြီးအဘယ်မှရှိသနည်းဟု မေးလျာမူတည်သောသူကမြင့်မောတောင်ဆိုတာမြောက်မှရှိသည်ဟု ပြောလျင်ညာလျင်မြင့်မောတောင်သောယောက်ျားသည် ဤသို့တည်ရာဤမြောက်ဆုံးမှမြင့်မို့တောင်သို့ရောက်မည်မြင့်မို့တောင်သို့ရောက်မှလည်းမြောက်ဆုံးမည်ဟုသိသောအဖြစ်ဖလောင်းနဲ့တည်းမှာတသားသီးသာသွားလျာဤမြင့်မို့တောင်ထိပ်သို့ရောက်သောအခါရှင်းနောက်ဝဲရာလေးမျက်နာတို့သည်အရှိအနောက်မြောက်ခေါ်เสียမရှိ တောင်အတိသာရှိတကဲ့သို့ထို့လူပမာဏအာနိမိတ်တအပနိဟိလသုံးညလဖြစ်သောနိဗ္ဗာန်တရားကိုလိုလားသော အမျိုးကောင်းအမျိုးသမီးများမှာ ဝိပဿနာဖြစ်သော အနိစ္စစိဒုက္ခစိအနတ္တစိကိုသိမြင်မှသာ33ရွာတတ္တဝ၌သာယာသော အရေးနမိတ်ခပင်အကုန်ကင်းမည်ဥပမာဥပမေယဟာ၍ပြတော်ကနိဗ္ဗာန်ကိုလိုလား၍ဝိပဿနာတရားကို အားထုတ်ကြတော်သူ ရှင်းရှင်းလူလူဟူသမျှတို့သည် မြင့်မို့တောင်သောယောက်ျားနှင့်တူ၏လေကျွန်းလုံးမြောက်မြင့်မို့ဆောက်စကားကဲ့သို့အရတဘော အလတ်ဖို့အသာကမဲ့ဖို့တို့သည်မြေမတော်ထိတ်နဲ့မချာအလားတူ၏ဘုံသုံးပြာမှာတာယအတော်တတဝရိတ်နမိတ်နဲ့တကားဒုဝတုဘဒုက္ခအတ္တတာလာလေးလုံးကဲသုံးခြင်းသည်မြေမတော်ထိတ်သို့ရောက်သည်နှင့်အရှိအနောက်မြောက်ဆုံးအရှိအနောက်မြောက်ဆုံးမြောက်သုံးသည်နှင့်တူ၏မြေမတော်ထိတ်ပေါ်မှာအိပ်ပျော်သည်နှင့်ကနိဗ္ဗာန်ရဖရာယဟန္တာနှင့်တူ၏ မြင့်မုံစကားကိုပြောကြားသောသူနှင့်ကနိဗ္ဗာန်တရားကိုဟောကြားတော်မူသောဖရာစသောသူတော်ကောင်းပေါင်းနဲ့တူ၏ယခုအခါမြင့်မုံတောင်ထိပ်မှပေါ်မှာအိပ်ပျော်သည့်နှင့်မခြားနိဗ္ဗာန်တရားကိုလိုလားသောအမျိုးကောင်းသားသမီးများမှာတပ္ပိသင်္ခါရအိဋ္ဆာတပ္ပိသင်္ခါရဒုက္ခတပ္ပိရမအနတ္တဟုရှုအပ်၏ဤတပ္ပိသင်္ခါရဟူသောပုံမှာ သဝဉာဏက သင်္ခါရအဝိညာဏကသင်္ခါရအပြင်နှစ်ပါးတို့တွင်အဝိညာဏကသင်္ခါရဆိုသည်မှာသာရာအတဘောအာလောကောအန္တကာရောအဘောမဟိဓုမောရာဇောစန္ဒမန္ဒလတ္တဝဏ္ဏိဘာသူရိယမန္ဒလတ္တဝလိဘာဝဏ္ဏိဘာ ကာရကာဏဝဏနိပါအာရာသမမန္တလတအာရာသမန္တလတဝဏနိပါမဏိသင်္ခမௌတမမဏိသင်္ခမௌတဝေလူဤယတဝဏိနပါဇာတရူပရဇတတဝဏနိပါဓမ္မသက္ကဏီပါဠိတော် စာယအယိတိဟူသောဥပါယုံအတဘောနေပူရီဟူသောယူပါယုံအာလောကောအလင်းတိဟူသောယူပါယုံအနာကာရောအမိုက်မောင်တိဟူသောယူပါယုံအဘောတိမ်တိုက်လိုက်တည်သောယူပါယုံမဟီစီးနှင်းလိုက်တည်သောယူပါယုံဒုမောမိโก၌တည်သောယူပါယုံရာဇောမြို့၌တည်သောရူပါယုံ စန္ဒမန္တလတလာဝဲဤဝဏနိပါ ရောင်အစဲတိဟူသောယူပါယောတူရိယမန္တလတနေဝဲဤဝဏနိပါ အစဲရောင်တိဟူသောရူပါယောတာရာကာနံကျေပေါင်းတို့ဤတာရာကာနံကျေပေါင်းတို့ဤဝဏနိပါ အစဲရောင်တိဟူသောရူပါယောအာရာဒမန္တလတကျေမုံဝဲဤဝဏနိပါ အစဲရောင်တိဟူသောယူပါယော မဏိသင်္ခမုဒ္ဒဝေလူကြီးယတ္တဗရမ ्या ခယုပလဲเจ้าမြတ်ရွယ်တို့ဤဝဏ္ဏတိပါအစဲရောင်တိဟူသော ယူပါယောဇာတရူပရဇာတတရွှေငွေဤဝဏ္ဏတိပါအစဲရောင်တိဟူသောယူပါယော၎င်းနှင့်ဤကားအဝဉာဏကသင်္ခါရတိသဝဉာဏကသင်္ခါရမှာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝဉာဏစသည်ဖြင့်ဟောတော်မူသည် ဤသို့သာသောတဝဉာဏကအဝဉာဏကရှေ့ရှိသမျှယုံနံဓမ္မသင်္ခါရဟူသမျှမှာအနုဘာနာဥပ္ပဇန္တိဥပ္ပနာစနေရုဇရိလိဇံလဝဝသင်္ခါရာဒီပဇာလတမှုပမာဟုရှုအပ်၏သင်္ခါရာယုံနံသင်္ခါရတို့သည် အနုပါဏာဧဝရှေး၌မဖြစ်ဘူးကုံရပဲသာလျှင်ဥပ္ပဇ္ဇန္တိယခုအသည့်ဖြစ်ပေါ်လာကြကုန်၏ ဥပ္ပါလာစဖြစ်ကုန်ပြီး၍လည်းနေရုံစရီခဏချက်ချင်းချုပ်ကင်းပြောက်ွယ်ကြကုန်၏သင်္ခါရယုံနာသင်္ခါရတို့သည်လိစ္ဆာနဝဝလိစ္ဆာနဝဧဝအမြဲအသည့်အသည့်တို့သည်သာလျင်ဟောတိဖြစ်ကုန်၏သင်္ခါရယုံနာသင်္ခါရတို့သည်ဒီပဇာလတပုပမာစီမီလျံဓမြတူသောဥပမာရှိကုန်၏၎င်းအနေအဓိပ္ပာယ်အမြတ်ကား လောင်ဘက်ပြက်ဖက်နဲ့တကွဤဆက်ကြဝလာကဘာပြက်ရာမိဖြက်သောအခါသဝတ္တကမှာလူပြည်နဲ့ရွာဗြမပထမဇံဗြမတို့ရောက်အောင်မိတော့သားမိတော့ကဲကြီးအတိဖြစ်၍နေ၏မိဆိုတော့လေထင်းတသားစသောအိမ်เจ้าမြို့ရွာကိုလောင်တလို့ပမာလောင်စာများမရှိပထမဇံဗြမတို့ထီအောင်ပူဇွမ်းနေဤရွာတလို့မမြဲအနေစား တဘာဝဖြစ်လေသင်္ခါရခပဲကိုညံခဲတွင်စီစီဆက်၍ကြည်လျင်သိမြင်လိမ့်မည်မြင်အောင်ကြည့်ပါရေဖြတ်သောအခါလေဖြတ်သောအခါကဘာပြူမိုးရွာသောအခါတို့မှလည်းဤနည်းလူသာမှတ်ပါယခုအခါဝဝတ္တထာယိကမှလည်းနေရောင်လရောင်ကြေရောင်မောင်မိုက်အစရှိသောယုံနာသင်္ကတသင်္ခါရဟုသမျှကိုလင်းမြင်မချတဝတ္တကအာမိလောက်သာမိလောက်ခဲ့ မိရဲ့ရဲ့ပူဇော်နေဖြစ်ပြည့်၍နေသလိုယခုဖြစ်ပြည့်သည်ကိုပင်ညာလဲတွင်ရှင်းရှင်းလင်းလင်းကြီးမြင်လိမ့်ပြီးမြင်အောင်ကြည့်ပါဤအိဋ္ဌာလက္ခဏာမှာသင်္ကတာဓမ္မဒေသနာအရတဘာဝဟုပြကြမှသာဝိပဿနာသဘောဟုပြောရမည်ထို့ကြောင့်အိဋ္ဌသည်နိရောမေကိယအနတ္တတညာသန္တာတိဟုဟောတော်မူ၏။ဤအရာဒုက္ခမှာ အတွင်းဝင်သာမှပါ ဤပါဠိတော်အရဖြင့်တင်ကရနယ်တွင်ဝိပဿနာကွယ်သို့ဝင်သောခဏဒုက္ခနှင့်အနတ္တမှာအိိဆာဤအယောင်တင်အမွန်းတင်လာမှာပါဤအိိဆာဓာတ်ဤအိိဆာဒုက္ခအနတ္တနှင့်တတ္တောကာသသင်္ခါရဟုသော လောကသုံးပါးကိုဥပမာဟာဆာ၍ပြောလျင်အနတ္တသဘောနှင့်ဩကာသလောကတူသည်မြို့ရွာတိုင်းပြည်ဆိုသည်နှင့်တူ၏ဒုက္ခသဘောနှင့်တတ္တလောကသည်အိမ်เจ้าနတ်တော်ခေါ် ပင်နဲ့တူ၏အနိစ္စသဘောသည်သင်္ခါရလောကသည်တည်သားတွင်နှင့်မခြားအလားတူ၏တရိမူပါဒီအရာကအနိစ္စသဘာဝဗရဏဖြစ်ကြောင်းကိုဝိသေသတောပကဣမတမိညာနေအနိစ္စလက္ခဏာဒတနာမေဝဗရဏံတတမိန်ဒိဋ္ဌိယေဝဣဒာရာနိဣဒာနာနိကမေနာ ဒိဋ္ဌာနိဟောဒီစသည်ဖြင့်ပရမတ္ထဒီကာကမ္မထာပိုင်းမှာယူပါဝိသေသတောပါဠိအထူးအဖြင့်ကဣမတမိညာနေဤဝိပဒနာဉာဏ်အရာ၌အိိ္ဆာလက္ခဏာဒသနမေဝအိိ္ဆာလက္ခဏာကိုမြင်ကျင်းသည်သာလျှင်ဗရဏံလိုရင်းဖြစ်သောဗရဏသဘောသည်ဟောဒီဖြစ်၏တတမိထိုအိိ္ဆာလက္ခဏာကိုဒိဋ္ဌိယေဝမြင်၍သာလျှင် ဣဒရာမိဣမရဘာသောလက္ခဏာတို့ကို ကမေလအစဉ်အားဖြင့်ဒိဋ္ဌာနိမြေအကုန်ဒီဟောဒီဖြစ်ကုန်၏ဣတိကပြရိတ်ကအိဋ္ဆသဘောကို ပြချရမည်ဆိုလိုပြချရမည်ဆိုလိုသည်ပြချဖို့ကိုပြသည်ဤအလေးပေါက်သဘာဝယုံနံသင်္ခါရပရမတ္ထသဘောမြတ်ကိုအဘယ်ကြောင့် လောကဟုပြောရသနည်းလုံးစတိပလုံးစတိလောကောယောနမတမ္မူယောယောနမတမ္မူဟောအကျင်တရားအပေါင်းဒီလုံးစတိပလုံးစတိဖယောဖယဲပြုပ်ပွဲပြက်ပြားတတ်၏ဣတိတ္တမထို့ကြောင့်သောဓမ္မတမ္မူဟောထိုတရားအပေါင်းဒီလောကောလောကမီဤဝိဇ္ဇောသဘောကသဝဉာဏကလောက အဝိညာဏကလောကသင်္ခါရမန္တမြကိုတောင်းဝတ္တကံနဲ့မချာမိတော့သားမိောက်ခဲဤတမူတူသည်စင်စင်လှစ်လှစ်ဖြုတ်ဖြုတ်နှင့်ရှင်းရှင်းတုတ်တုတ်သိမ့်နှင့်လှုပ်လျက်ဖြစ်၍ပြက်သောပရမထသဘာဝအုံးမြကိုသာပြညာယာတတဝတည်စား၍ထင်မှားရသောဝိညာဉ်မြတရားကိုခြားလားစွာမြင်လိမ့်မည်။မြေအောင်ကြည့်ပါ။တိလာခြားနာဖြင့်ရှားစေဟုဟာ လောကသုံးပါးဆိုဒီကဝရရှင်းလောက်ထဲအောင်ပြီလားဆယ်မျက်နာအဖြစ်ဆုံးစာပိုင်းချာကံကလာမရှိမရသောလဟာပြင်းမြင့်အတိမြလူကဩဃာတလောကဟုပြောကြရသည်ဤဩဃာတလောကဝယ်အကျေဟိုလိုမူဒုတိယရေထုတ်သောဝိဝဒဒီပနိစာအုံမှာမျက်နာလံပတ်34ကစာယူပညာနဲ့နာယူပါထိုဩဃာတလောကထဲမှာ မမြဲသောသင်္ခါရသဘာဝဓမ္မအမူအရာများယုံနံတက္ကဋကိုသင်္ခါရလောကဟုပြောကြရသည်ဤမမြဲသောသင်္ခါရသဘောမှာသင်္ခါရလောကရဲမာမပရမတ္ထသဘာဝကအထူးအချုံအလွန်စံကျေလာ၍အိန္ဒြိယပါဒသင်္ခါရအိန္ဒြိယပါဒသင်္ခါရဟု၍၎င်းသောဝဉာဏကသင်္ခါရအဝဉာဏကသင်္ခါရဟုမြေ၎င်းပရမတ္ထသဘာဝတရားကအလွန်များပြားလှသောသဘောအဖြစ် ထူပြပွဲလွဲအလဲလဲစားပြန်လာ၍အိန္ဒြိယပါဒသဝဉာဏကသင်္ခါရကိုတတ္တလောကဟုတဏိမိတ်္တသဘောနှင့်ပြောကြရသည်ဘောင်းသုံးလောကဖြစ်၏ဥပမာမြို့ရွာတိုင်းပြည်ဆိုသည်ကနန်းတော်အိန္ဒောသာသောလူနေအင်းကြီးတီနီယာကိုသာမြို့ရွာတိုင်းပြည်ဆိုသည်အိမ်ရောက်လာတော်ပေါ်သည်ကသက်သားတွေကိုဆိုသည်သက်သားမှာ တဝါအခြားလည်းအိမ်မရှိထိုးပြသားအပေါင်းဤအမှုရာထုမြကိုသာအိမ်ဟူသောဟောဟာရနှင့်ပြောရသည်ထို့ကြောင့်မဟုတ်လောကတ္တရောဧဝဟိဂေဟာကာရိဏတာထိတာဂေဟံတိယထာကာရိဏတာထိတာယထောတိဘုဇတိတိပရမထတိကပစ္စည်းပိုင်းမှာယူပါဟိသစ္စာမာဤ ကထာတယောယဝသစ္စာအစရှိသည်တို့ကိုပဲလေဂေဂာရိတအိမ်အချင်းရာအပြင်တန်ထာတိပြည်သည်တို့ကိုဂဟန်တိအိမ်ဟူ၍ဩဇတိဆိုအပ်၏ယထာကာရိတယထာအချင်းရာအပြင်တန်ထိတာပြည်သည်တို့ကိုရထောတိယထာဟူ၍ဩဇတိဆိုအပ်ကုန်၏ဣတိဤတို့မှအပ်၏ဤရာမအိမ်နှင့်သက်သာကွဲပြားမှသာ တတဝါနဲ့ဖြစ်ပြမှုတရားကွဲပြားပြီဥပမာကအုတ်အင်းကလေးစုကိုဇေတိဖရာဟုကျင်ရှားသောမုခမှာတုတ်တာတရားနဲ့ယုံနာနှပါတရားလူဓာစုဖြစ်ပြမှုကိုတတဝါဟုထင်မြင်မှုကယထာအချင်းရာကိုယထာဆိုတဲ့ကဲ့သို့ထို့ဥပမာအင်းချင်းရာကိုအင်းဆိုသည်တင်သားကိုအင်းဆိုသည်မဟုတ်တင်သားတခြားအင်းတခြားလည်းမဟုတ်ထိုတင်သားနဲ့ကင်းယူတဲ့အင်းမဖြစ် အိမ်မရှိဘူးသိရာဤတရိဘူဝါထုတ်သူဘဝတတဝါဆိုဒီမှာဖြစ်ပြစဉ်သင်္ခါရပရမတ္တအရေးရောင်အမူယာဟုသောသဘောလူပြကိုသာတတဝါဆိုဒီဖြစ်ပြမှုခန္ဓာ၅ပါးယုံနာတရားကိုတတဝါဆိုဒီမဟုတ်တရိဘူဝါဤရာကတကယ်ရာစီပုဟုလောဝစသည်နှင့်ညီစွာ ရေမြမာဒုတ်သေးနှင့်ရေလုံသောအယုတ်မှာရေသားသောသူသာလျှင် အယုတ်အသွင်စိတ်ကမှန်းတား၍ထင်မြင်သောအယုတ်ကဲ့သို့ထို့သူပမာဏဤလောကမှာတတဝဟုသောပညာပဇဝနှုတ်ဖြားမှုဖြင့်ပြောကြရသည်ဒရိထားပါဤဖြစ်ပျက်စဉ်သင်္ခါရတရားသည်အကွယ်များတတဝဖြစ်냐အနေရောင်လရောင်ကြေရောင်မှောင်မိုက်စွာသောဖြစ်ပျက်စဉ်သဘာဝသင်္ခါရတွေသည်တတဝဖြစ်လျာ၏ဖြစ်၍နေလိမ့်သည်ဒရိမူပါ ဖြစ်ပျက်မှုမှတခြားတတ္တဝတခြားလည်းမဟုတ်ဖြစ်ပျက်မှုနဲ့ကင်း၍လည်းတတ္တဝမရှိတတ္တဝမဖြစ်တတ္တဝမရှိဟုသိရ၏သိတာ၏ဟုလိုသိပါ၏ဆိုတော့လည်းသဘောချုပ်တတ်သည်တရိမူပါဥပမာဥပမေယဟာပြပြတော်ကဩဃာတလောကသည်မြို့ရွာတိုင်းပင်နေတူ၏သင်္ခါရလောကသည်တည်သားတွင်နေတူ၏ သတ္တလောကသည်ထိုသတ္တအပေါင်းဤအမူအရာတို့များကိုသာအင်းကြောင်းလန်းတော်ခေါ်တည်နေတူ၏ဤယာမာညာကုန်လွှတ်၍ကြည်ပါလိုရမလေတုမြေတု ရေတုမြူလူမြူချာမှစ၍အဝဉာဏကသဝဉာဏကဟုသောသဘာဝရပအမူအရာများယုံနာသင်္ခါရတို့ဤဖြစ်ပျက်ရာဌာနကိုဩဃာတလောကဟုပြောရသည်ပြောကြရသည် ထိုဖြစ်စဉ်ဟူသောအမူအရာသဘာဝယုံနာဟုသမျှကိုသင်္ခါရလောကဟုပြောကြရသည်ထိုမမြဲသောသဘောမျှသင်္ခါရလောကထဲမှာမှပရမတ္ထသဘာဝကအထူးအချွန်အလွန်ဆန်းကျယ်လာ၏အိန္ဒြိယပတ္တသဝဉာဏကဟုသော အမူအရာမျှယုံနာသင်္ခါရကိုသာတတဝဟုသောဟောဟာရနှင့်တတလောကဟုပဇဝနှုတ်ဖြားဖြင့်ပြောကြရသည်လိုရင်းအနှစ်အရေးစိလျင်လဟာပြည်ပြည်ထဲမှာ အမူအရာကရိယာမြသဘာဝခပဲမမြဲသဘောသာရှိသည်ဤအရာအချင်းပင်ခေပါမှတ်စရာမှာကုသလာဓမ္မာအယဖြူစင်ကြည်လင်သောသဘောမြ၏ဖြစ်ရပြက်ရကိုလူနတ်လူရွာနတ်ရွာမြမာကုန်သည်အကုသလာဓမ္မာအယမဲမြင့်သောသဘောမြ၏ဖြစ်ရပြက်ရကိုအပေလေးရွာခေါ်သည် ထိုဖြူစင်မဲမြင့်ဖြစ်ပြက်စဉ်သဘောကိုသင်္ကရာဓမ္မာဟုခေါ်တော်မူသည် မဲဖြူမဖက်ဖြစ်ပြခသိန်းတို့ကင်းကင်းရသဘောကိုအတ္တကဒဓမ္မဟုဟောတော်မူသည်ဤတက္ကဒဓမ္မဤအယအိဋ္ဌာဖြစ်သောမမြဲသဘောမှာပြောเสียရာပြเสียရာဘယ်ဟာတည်းရှိသည်ဟုထင်လျင်မဟုတ်သောဤမမှန်သောဤဒိဋ္ဌိပြုတ်ရာ၏နှင့်အဝေးကြီးဒိဋ္ဌိပြုတ်ရာဟုတ်မှန်သောဤကထိုမမြဲသဘောမြတ်ဓမ္မပုံသာသဘာဝကိုသာဘယ်ဟာဟုသောဟောဟာရ ဘဇဝနှုတ်ဖြားဖြင့်ပြောရသည်ဟိပြောရသည်ဟုရှုမြင်မှသာ ရခေပြရသောပရမတ္ထဒီပဏိဒီဃာဆိုသော အလိုကြသည်ဤအိဋ္ဌသဘောအစစ်ကို ပြောလျင်အနှွယ်ဖြစ်သောသိဉ္ဇွန်သဘောသည်ရှေ့တီသောသိတိုင်းကိုညှို့ဆိုင်ညော်တန်းဒါကသဘောသင်္ကတဟုသော ဖြစ်ဟန်သည် ပပပပတာတိတန်တိဩရိဩရိဟုတ်တော်ဝါတထကပါဠိပခိတ တိလာပိယတတတတယတံသင်္ခါရဗိဇ္ဇံတိစသည်နှင့်ညီစွာအစစ်အစစ်အစစ်အပိုင်းပိုင်းပြတ်သောသဘောဖြစ်၍ချစ်ချစ်ရဲရဲပူသောအိုးခဲတဲ့၌ထက်အပ်သောနှမ်းတို့ကဲ့သို့ဖြစ်ဖြစ်ဟူသံဆုံညာပြပြညာနာမှာကြာညာမျက်စိတွင်မြင်မှမြင်ရသောပရမပရမထအမူအရာမြကိရိယာသာဘာဝကိုသာသင်္ခါရဆိုသည် ဒီအိဋ္ဌသင်္ခါရဓမ္မပုံစံတဘာဝသူ့ကိုယ်သာလေလူရေလူမြေလူစသည်ဆိုရသည်ဤသို့နည်းနည်းခက်ခဲသောအရာမှာတတ္တဝများတိသာထင်ရှားအောင်ရေးသားပြောမြင်အမတန်ခက်သဘောနက်ပြီးပညာရှိတို့သိဖို့ရန်ညာအချက်မှုအမြင်ခက်အပြောခက်သဘောနက်လိုလက်တို့သည်ဤကဲ့သို့ပြာကြဒိဋ္ဌိ ဒိဋ္ဌမြင်တိမအိဋ္ဌကေမီနောမဂိယအနတ္တပညာတန္တာတိပါဠိတော်ရလေပထမဖလရံသောတာပန်စေစသည်ဖြစ်၏ထို့ကြောင့်အနိဒာနကတာဘေကာပုံသောတ္တိအနာဂတိနိဗ္ဗတာရေပိတိဋ္ဌံတိအာရကေသာတမှုပမဟုဟောတော်မူ၏ဘေကာချက်က ဘေကာချုပ်ပြက်ကုန်ပြီးသောယုံနာသင်္ခါရတို့သည်အာနိဒါနကတာငိမ့်၍ပြီးသည့်စီမိပမာတုံမိရမရသော အဖြစ်သို့ရောက်လေကုန်ပြီးအနာဂတ်မဖြစ်သေးမီအနာဂတ်၌ပုံသောလာ၍ဖြစ်ဖို့ရာ အပုံအစုသည်ညတိမရှိနှင့်လေရေပြီအခြင်းပိစုတ်ပါယုံနာသင်္ခါရတို့သည်လည်းနိဗ္ဗာန်ဖြစ်ပေါ်လာကုန်သည်ဖြစ်၍တိဋ္ဌာန်တိတိယကုန်၏တေပြီ ထိုပစ္စုပ္ပန်ယုံနာသင်္ခါရတို့သည်လည်းအာရကေအတောပို့ဆောင်ပြ၌သာသဘုပမာမုံညင်းစေတမှုတူသောဥပမာရှိကုန်သည်ဖြစ်၍တိဋ္ဌာတိတိယကုန်၏အ ਨੇ ဥပမာနာတတော်တကောင်းငယ်လုံးကတယုံယုံနမိတ်ပြ၍တဟုံကြိတ်ထသလိုပင်မြင်လိုက်သည်မြင်အောင်ကြည့်ပါဤဩဃာတလောကကြီး၏နေတခေါ်တစ်ပြင်လုံးအဆုံးမရှိကြီးတဲ့မှာ မမြဲသောသဘောမျှသင်္ခါရလောကသည်တဝတ္တကကြီးထိန်ထိန်ကြီး၍မိထသည့်ပမာရှင်ရှင်တုတ်တုတ်သိမ့်သိမ့်လှုံမစဲမမြဲသောသဘောမျှကိုလောကဆိုသည်ဤစကားမှာမဟာသမုဒ္ဒရာထဲအား ਨੇ မြာသောရေမရှိခြင်းသို့ထို့လူပမာဏဩဃတလောကလောကရဲအားသင်္ခါရခမဲသင်္ခါရခမဲမမြဲသောတရား ਨੇ မြာမရှိ ဗကရိတမသဘာဝအားဖြင့်ပစ္စရာကာလ32ပါဟုသောပရိစ္ဆသမုပ္ပန်ဤ24ပစ္စည်းဟုသောပဋ္ဌာန်းဤပစ္စည်းသဘာဝဧကတနာနတအပြာပါဒဧဝံတပရာနီလေးပြအမြဲမစဲမလစ်အသည့်အသည့်ဖြစ်ပြည့်၍နေဒီမှာသဘာဝသာသဘာဝသစ္စာမှတ်ပါကျွန်တော်ရဲ့ဖတ်ကြားတင်ဆက်မှုကိုဤမြပင်ရန်နာခွင့်ပြုပါမိတ်ဆွေတို့ရဲ့လားဆင်တွေးကြံရှုမြင်ရင် ရရှိလာတဲ့အကျိုးတရားလေးတွေကိုမိတ်ဆွေတို့အနေနဲ့ comment လေးတွေမှာရေးပေးခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်။နှစ်သက်မယ်အကျိုးရှိမယ်ဆိုရင်လည်း like and share လေးလုပ်ပေးဖို့ subscribe လေးတွေလုပ်ပေးဖို့မိတ်ဆွေတို့ကိုလေးစားစွာတောင်းဆိုပါရစေ။အားလုံးမင်္ဂလာပါ။စိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာနှစ်ဝါနဲ့ပြည့်စုံကြပါစေ။